ဟိုက်ပါကလိုမီးယားဆိုတာတစ်ဆရာဝန်ကပြောပြခဲ့ပူရဲ့စကလုံးတစ်ခုဖြစ်ပါတယ်။ဒါဟာသင်္ခဏကူထဲမှာပိုတက်ဆီယမ်များနေတဲ့အခြေအနေကိုဆိုလိုတဲ့စီးပဆိုင်ရာစကလုံးပါ။ကျွန်ုပ်တို့တွေကမြေတုမဆူဟိုက်ပါကလိုမီးယားသို့မဟုတ်ပိုတက်ဆီယမ်များချင်းကိုဖြစ်ပေါ်လာဖို့များသောအခြေမဖြစ်ပါဘူး။အထူးသဖြင့်ပိုတက်ဆီယမ်များတဲ့အစားအစာကိုအလွန်များစွာစားသုံးနေတာဖြစ်နိုင်ပါတယ်။ပိုတက်ဆီယမ်ကိုခန္ဓာကိုယ်ထဲမှာအလွန်ကောင်းစွာထိန်းချထားပြီးခန္ဓာကိုယ်ထဲမှာပိုတက်ဆီယမ်ပိုများနေခဲ့ရင်အပိုပိုတက်ဆီယမ်ကိုခန္ဓာကိုယ်ကထုတ်ပြစ်ပေးပါလိမ့်မယ်။ သို့တော့အချို့အခြေအနေများတွင်ဥပမာတက်မှာစက်မှားရေးမကောင်းတဲ့ကြောက်ခက်ရှိရင်တွေးပေါင်ချိန်ဈေးလိုမျိုးအချို့သောဈေးဝါများကိုတောက်နေပါကအထူးသဖြင့်ဈေးထက်ရောနေနေချိန်တွင်ပိုတက်စီရများခြင်းကိုဖြစ်စေနိုင်ပါတယ်ထို့ကဲ့သို့သောအခြေအနေများတွင် hypercholemia ဟုခေါ်သောအခြေအနေကိုတင်ကြုံတွေ့နိုင်ပါတယ်အများအဖြစ် hypercholemia သည်ကြွက်သားအာနေခြင်း၊ခြောက်ခြားခြင်း၊ထုံခြင်းကဲ့သို့သောယောဂလက္ခဏာများကိုမပြတာပဲဖြစ်နိုင်ပြီးအလွန်ဆိုးရွားသောအခြေအနေများတွင်သတိလစ်ခြင်းနှင့်နှလုံးရုပ်တရက်ရက်ခြင်းကိုဖြစ်စေနိုင်ပါတယ် hypercholemia ကိုယောဂလက္ခဏာများအပေါ်အခြေခံ၍ရှာဖွေရန်ခက်ခဲပါတယ် ် hyperkalemia အတွက်အထူးသီးသန့်သောယောဂလက္ခဏာမရှိပါသို့သောဤအခြေအနေတွင်တန်တရားရှိနိုင်ပြီးဥပမာကြောက်ကဲ့ယောဂအချို့သောသွေးအချို့သောဆေးဝါးများသို့မဟုတ်သွေးပောင်ချိန်နှင့်တင်ရည်တက်ရောနေခြင်းတို့ကြောင့်ဖြစ်နိုင်ပါသည်။ဤအခြေအနေများတွင်ဆရာဝန်တီပိုတက်စီရံများခြင်းကိုတန်တရားရှိနိုင်ပြီးစံသက်မှုများကိုပြုလုပ်ပါလိမ့်မည်။ထို့ကြောင့်သေးငယ်သောယောဂလက္ခဏာများနှင့်ကင်ဟပ်ပခုံရှိနိုင်ပြီးတန်တရားရှိပါကအမြဲစစ်ဆေးတင်ပါသည့်အကြောင်းမှကင်းသည့်အသက်အန္တရာယ်ရှိစေနိုင်သောကြောင့်ဖြစ်ပါသည်။